ဒါကြောင့်မို့ဟောမယ်ဆိုရင်ငါပင်မယုံမယ်ရှိမယ်လို့ဒီအတွေးကိုမြတ်စွာဘုရားပြောပြီးတမ္ပတိပြမကြီးတောင်းပန်တာရဲ့ကိုရောမြတ်ကိုယ်တိုင်ကဒီလိုနှိမ့်ချနေတဲ့တတ္တဝါတွေရဲ့အကျိုးလိုလားတဲ့ကရုဏာတရားထားတာရဲ့ဒီနှခုနဲ့တတ္တဝါတွေကိုအလုံးကိုခြုံငုံပြီးသုံးသပ်ကြည့်လိုက်တဲ့အခါကျတော့ တချို့သောတ attva တွေဟာအတိညာဉ်ရှိကြတယ်တချို့သောတ attva တွေဟာအတိညာဉ်ကင်းမဲကြတယ်ဆိုတဲ့တဦးနဲ့တဦးမတူညီမှုတွေကိုမြတ်စွာဘုရားအာယုံပြုပြီးတော့လေးလာသုံးသပ်ကြည့်တဲ့အခါမှာတွားပြီးတော့တွေ့ရတယ်အဲ့ဒီလိုလေးလာတွေ့လို့ဒီအချိန်မှာတ attva တွေရဲ့ အနေထားကိုကြည့်တယ်ဗုဒ္ဓစကုလို့ခေါ်တယ်အိန္ဒြိယပရောပရိယတိညာနဲ့အာတယနုတ္တိညာအိန္ဒြိယပရောပရိယတိဆိုတာတတ္တဝါတွေရဲ့ခံနိုင်တဲ့အနေထားရှိတဲ့စိတ်အခြေအနေအနုအယံကိုသိတာအိန္ဒြိယပရောပရိယတိညာလို့ခေါ်တယ်အာတယနုတ္တိညာဆိုတာတတ္တဝါတွေတဏှာကပါလာတဲ့ နှလုံးသွင်းတဲ့တန်တရာကပါလာတဲ့စိတ်ရဲ့အနေထားတွေမြတ်စွာဘုရားဆင်ញင်သုံးသက်ကြည့်တာဆင်ញင်သုံးသက်ကြည့်ပြီးတော့တရားဟောလို့နားလည်နိုင်တဲ့တတော်ရယ်ဘဝိတ္တန္တိဓမ္မတအညာတာရောတရားကိုသိနိုင်လောက်တဲ့အရေးချင်းရှိတဲ့ပုံကိုယ်တွေရှိတယ်ဆိုတာကိုကိုယ်တိုင်သိမြင်တော်မူလာတယ်ပေါ့အကယ်၍မနာရဘူးဆိုရင်တတော်ရယ်ဟာ ဆုပ်ယုပ်သွားကြလိမ့်မယ်ကိုယ်တိုင်သိတဲ့အတိုင်းရသော်ဖရာမိမိခင်ခင်ရင်ရင်ပင်ပင်ပန်းပန်းရှာကြံထားလို့သိလာတဲ့အဓိကသစ္စာ၄ပါးတရားမူဘသူ့ကိုခေါ်ရမလဲလို့ဆင်ញင်သုံးသပ်ပြီးတော့ကြည့်တဲ့အခါမှာတပ္ပဋ္ဌာန်းကျင့်စဉ်ကျင့်တော့က သူကိုယ်တိုင်နီးခံခဲ့တဲ့အာလာရကာလမဆိုတဲ့ဆရာကြီးကိုသွားတတိယသွားတတိယပြီအာလာရကာလမဆိုတဲ့ဆရာကြီးကအတ္တမဉာဏ်ထက်တယ်စိတ်တော်ရလည်းကောင်းတယ်သူ့ကိုဒီတရားပြောပြလိုက်ရင်သူအလွယ်တကူနားလည်မှာပဲလို့ဆိုတဲ့အချိန်မှာပဲရသော်ဘုရားရဲ့နားထဲမှာကြားလာတာ အလာရကာလမမရှိတော့ဘူးလေခொနည်းလောက်ကနေဆုံးသွားပြီဆိုတဲ့အတန်တစ်ခုကြားလိုက်တယ်ကိုယ်တိုင်လည်းဆင်ញင်စဉ်းစားကြည့်ပြီအလာရကာလမအခြေအနေကိုကြည့်လိုက်တဲ့အခါအော်မရှိတော့ဘူးခொနည်းလောက်ကဆုံးသွားပြီဆိုတာသိလိုက်တယ်ပေါ့အဲ့ဒီအချိန်မှာဒီတရားကိုဘယ်သူခေါ်ရမလဲလို့နောက်ထပ်ကြည့်တော့ဥဒကရာမပုဒ္ဒဆိုတဲ့ဆရာကြီးလည်းစေတဝါဒါလည်းအမှန်ကောင်းတဲ့အသိဉာဏ်နဲ့ထက်တယ် သူ့ကိုဟောရင်တော့မြန်မြန်သိမှာပဲလို့အာယုံဆိုင်လိုက်တဲ့အချိန်လေးမှာဥဒကရမဗုဒ္ဓဆရာကြီးမင်းညကကွယ်လွန်သွားပြီတဲ့ဆိုတော့အတန်ကြားလာတော့ကိုယ်တိုင်လည်းကြည့်လိုက်တဲ့အခါဟုတ်တယ်ဥဒကမရှိတော့ဘူးဆိုတော့မြတ်စွာဘုရားအော်အတော်ကိုဆုံးရှုံးနစ်နာသွားကြပြီစိတ်ထဲမှာဒီလိုဖြစ်ပြီး ဘဒုကိုအရင်တရားဟောရမလဲလို့ဆိုတော့ဒုက္ခရစရိယာကျင့်နေတဲ့အချိန်ဥရဝေလာတော်မှာဒုက္ခရစရိယာကျင့်နေတဲ့အချိန်မှာအနိပါကနေအကူညီပေးအားပေးနေကြတဲ့ပိစ္ဆဝဂ္ဂီတွေဟာဒီပိစ္ဆဝဂ္ဂီတွေကငါ့ပေါ်မှာခြေစူးရှိကြတယ်ဒီနေရာမှာမြတ်စွာဘုရားကသူ့ပေါ်မှာကျေးဇူးရှိလို့တရားဟောတာတော့မဟုတ်ဘူး ယေရှုရှိတဲ့ပုဂ္ဂိုလ်ကိုကိုယ်ပေါ်မှာယေရှုပြုဘူးတဲ့ပုဂ္ဂိုလ်ကိုတတိယတယ်ဆိုတာသူတော်ကောင်းတို့ရဲ့သဘောမျှပါဖြစ်တယ်ပေါ့ငါပေါ်ယေရှုရှိရင်ဟောမယ်ငါပေါ်ယေရှုမရှိရင်မဟောဘူးဆိုတဲ့အနေထားမျိုးမဟုတ်ဘူးနော်ဟောပင်စဝဂီတွေတစ်ချိန်လုံးကငါပေါ်မှာယေရှုရှိခဲ့ကြတယ်ဆိုတာကိုပင်စဝဂီတွေဘယ်ရောက်နေပါလဲလို့ကြည့်တော့ပင်စဝဂီတွေကဣတိပတနာပဲထွက်သွားကြပြီ ဗာရဏတိဘက်ကဣတိပတနတော်ထဲမှာနေထိုင်နေကြတယ်ဆိုတာကိုမြင်တော့ဣဇဝဂီတွေကိုဘက်ကတရားဥဟောမယ်လို့ဥရဝေလာတော်မှာရက်အနည်းငယ်နေထိုင်ပြီးဘုရားအလောင်းတော်ဟာရက်အပြင်ပြောမယ်ဆိုလို့ရှိရင်တော့ဝါဇုံလဆန်း၅ရက်လောက်မှာ စတင်ပြီးတော့ဗာရဏသီပြည်ဘက်ကိုခီးထွက်တယ်။ကုန်းချောင်းလျှောက်ပြီးတော့သွားတာ၁၈ယူဇနာဝေးกว่าတဲ့ဗာရဏသီဘက်ကိုကုန်းချောင်းခရီးနဲ့ကြွသွား။လမ်းမှာဘသူနဲ့တွေ့တော့ဆိုရင်ဥပကဆိုတဲ့အာဇီဝကကြီးတဦးနဲ့တွေ့တယ်။ဥပကဆိုတဲ့အာဇီဝကဆိုတာအဝတ်မိုးကြဘူး။ မုန်းစိတ်မွေးတွေထူလပြစ်နဲ့နော်ညစ်ညစ်ပတ်ပတ်နေတဲ့ခန္ဓာကိုယ်ကိုသုံးသင်ခြင်းမရှိတဲ့ဖြစ်သလိုနေပြီးတော့နေကြတဲ့တက်ကြောအကျင့်ကိုကျင့်တဲ့ဥပကနဲ့တွေ့တယ်။ရင်ဆိုင်တွေ့တဲ့အခါဥပကကကြည့်ပြီးတော့ရသော်ဘုရားကိုမြင်တဲ့အခါအဲ့ဒီအချိန်မှာတက်တော်က35နှစ်ဆိုတော့အင်တာမန်ငယ်သေးတာဟုတ် ငယ်သေးတော့ရုပ်ရည်ကလည်းမတမချောအသက်အရွယ်ကလည်းနုနေငယ်ရွယ်အဲ့ဒါကိုမြင်ရတဲ့အခါကျတော့သူ့စိတ်ထဲမှာထူးဆန်းတယ်ဘယ်လိုကိုဆရာတင်ပြီးတော့ရန်ဘွားရောက်လာတာလဲသင်ဆရာဘသူလဲစတဲ့မိကုန်းတွေကိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကပါပြောတော်ဆုံး နမေအာစရိယောအတ္ထိငါမှာဆရာမရှိဘူးဆရာမရှိဘူးဆိုတာဘာကိုပြောတာတော့ဝိပဿနာခြင်းစဉ်နဲ့ပတ်သက်ပြီးဆရာမရှိဘူးအခုသူသိတဲ့တရားဟာဘယ်သူမှလမ်းပြတာမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့သိတာသာဖြစ်တယ်ပေါ့